ပါမာ brain channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ကနေစဉ်ခုလိုအသိပညာပေးအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့နေစဉ်ကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါတယ်။အာဟာဘက်ကြုံဖို့ကြမှာပါကိုတို့ကောင်းမှန်းသိတဲ့အရာတွေကိုမလွတ်ပဲမကောင်းမှန်းသိတဲ့အရာတွေကိုပဲထက်ခါထက်ခါလုပ်မိနေတဲ့အခြေအနေမျိုးလေကိုကိုကိုပြောင်းလဲပေးမယ်လို့အခိုင်အမာကတိပေးပြီးရပိုက်အတွင်းမှာပဲအချင်းဟောင်းနေစီပြန်ရောက်သွားလာမျိုးပေါ့ဒီနေ့ရဲ့ဆွေးနွေးတင်ပြမှုကတော့ Richard O'Connor ရဲ့ Rewire ဆိုတဲ့စာအုပ်ကိုအခြေခံပြီးဘာကြောင့်ကျွန်တော်တို့ကိုကိုကိုအဲ့လိုထိခိုက်နေတာအောင်လုပ်နေမိလဲဆိုတော့အခုရှင်းပြသွားမှာဖြစ်ပါတယ်။ဒီမေခွန်ဒါကကျွန်တော်တို့အားလုံးအတွက်တော်တော်လေးယဉ်နိနေတဲ့မေခွန်တစ်ခုပါ။ဥပမာဒါရဲ့လုံးမဲ့လို့ဆုံးဖြတ်ထားပြီးမှချောကလက်ကိုမီးရင်မနေနိုင်တာမျိုးဒါမှမဟုတ်ဒေါသထော်မှန်သူတီကြီးနဲ့ဘာစက်ကနဲ့စကလုံးကြမ်းကြမ်းလေးထွက်ထွက်လာမျိုးပေါ့။အဲ့လိုလုပ်ပြီးသွားတဲ့အခါကျတော့ဖူးကိုကိုကိုပဲစိတ်ပြက်ရတယ်ဒေါသထွက်ရတယ်။ပိုကောင်းကိုလုံမှန်မှန်သိရသားလဲဘာလို့ကြီးလို့ရလုံမိနေရတာလဲ။ အဲ့ဒီမေခွန်းကပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာရဲ့အဓိကအချက်ပါပဲ။ကဲဒါဆိုဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။အဖြေကတော့ကျွန်တော်တို့ဦးနှောက်ထဲမှာတိုက်ပွဲတစ်ခုဖြစ်နေလို့ပါပဲ။ဟုတ်ပါတယ်။ဦးနောက်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းနှစ်ခုဟာအတူတကွအလောက်မလောက်ကြတဲ့အခါဒီလိုအတွင်းစိတ်ရဲ့ပဋိပက္ခတွေဖြစ်လာရတာပါ။ကျွန်တော်တို့မှာစိတ်နှစ်ခုရှိတယ်လို့မြင်ကြည့်လိုက်ရအောင်။ ပထမတစ်ခုကအလိုအလျောက်စိတ်သို့မဟုတ် automatic self သူကအယံညံနေစိတ်ခံစားချက်နောက်ပိုင်းလိုက်တယ်အကျင်ဟောင်းနေအတိုင်းပဲတွေ့ရတော့ဖလိုက်တတ်တဲ့ကောင်တတ်မှတ်မှုတွေခုခုကိုဖျက်ဆီးတဲ့အကျင်တွေကဒီနေရာမှာကြီးစိုးပါတယ်နောက်တစ်ခုကတော့တိစိတ်သို့မဟုတ် conscious self ပေါ်သူက hero ကြီးပေါ်ဖြည်းဖြည်းမှန်မှန်စဉ်းစားတယ်ကျူးကျောင်းစင်ချင်တယ်ရရှိအသက်ကြည့်တယ်ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိတယ်တစ်ချိန်မှာအလုပ်တစ်ခုကိုပဲအာရုံစိုက်နိုင်တာပါဆိုတော့ ကိုယ့်ရဲ့တိစိတ်ကအလို့ကိစ္စတစ်ခုကိုစိတ်ဖြီးစည်းနေတော့မှာပဲအလို့အလျောက်စိတ်ကဟေးချောက်ကလက်ဆိုပြီးခောက်ယူစားလိုက်ပြီးတိစိတ်ကလဲကြည့်လိုက်တဲ့အချိန်မှာနောက်ကျသွားပြီဆိုတော့ပြဿနာကစိတ်တခွန်အားမရှိတာမဟုတ်ပါဘူးတကယ်ပြဿနာကဒီစိတ်နှစ်ခုသူတို့နှစ်ယောက်ကအတင်းတင်းလို့ team work မရှိတာပဲတယောက်တစ်ပေါက်ဖြစ်နေတာဒါကြောင့်ငါဘူးကြိုးစားရမယ်လို့အောင်းနေုံနဲ့မပြီးဘူးတကယ်တိုက်ပွဲဖြစ်ပွားနေတဲ့အလို့လျောက်စိတ်ကိုဘလို့ပြန်ပြီးလမ်းကြောင်းမှန်ပေါ်ရောက်အောင်လေ့ကျင့်ပေးမယ်ဆိုရကိုကျွန်တော်တို့ရှာဖို့လိုပါတယ် ကဲဒီနေရာမှာတည်ငောင်းတစ်ခုရှိပါတယ်တိပံပညာရလေကျွန်တော်တို့ဦးနောက်ကပလတ်စတစ်လိုပဲဖုံသွင်းကိုရရတယ်ပြောင်းလဲလို့ရရတယ်ဒီစွမ်းရည်ကို neuroplasticity လို့ခေါ်ပါတယ်အကျင့်ဟောင်းတွေဆိုတာဦးနောက်ထဲမှာ ဖောက်ထားတဲ့လမ်းဟောင်းကြီးတွေလို့ပါပဲ neuroplasticity ဆိုတာကအဲ့လမ်းဟောင်းကြီးတွေဘေးမှာလမ်းအသစ်ပိုကောင်းတဲ့လမ်းတွေဖောက်လို့ရရတဲ့ဆိုတဲ့သဘောပဲဒါကြောင့်ပြောင်းလဲမှုဆိုတာဖြစ်နိုင်တယ်ဆိုတဲ့မျောလင့်ချက်အပြည့်ရှိပါတယ် ဟုတ်ပြီဒီအချင်းဆိုးတွေကတော့ဘယ်ကနေရောက်လာတာလဲရွတ်တရက်ကြီးပေါ်လာတာတော့မဟုတ်ဘူးပေါ့နော်အများစုကတော့ကျွန်တော်ရဲ့ငယ်ဘဝအတွေ့အကြုံတွေကနေအမြင့်တွေလာတာပါလူတွေကလေကလေးဘဝကတွေကဘဝကြီးကိုနားလည်အောင်ကြိုးစားကြတယ်ရှုပ်ထွေးနေတဲ့လောကကြီးကိုအထိပယ်ရှိအောင်ကြိုခမ်းမလို့ရအောင်ပုံစံလေးတွေဆွဲကြတယ်ဥပမာငါတာကလေးလေးမှာထင်းရနေမယ်ကမုန်းချွေးလိမ့်မယ်ဆိုတာမျိုးပေါ့ ဒီလိုနိညာကိုပဝင်းချင်းကကပ္ပာကြီးကိုနားလဲဖို့အတွက်ကိုပိုင်းစီမင်းလေးတွေစောက်ပြီးတိဆောက်ကြပါတယ်။အဲ့ဒီလိုနိညာကကလေးကဖန်ဒီလိုက်တဲ့ပုံစံလေးတွေကပဲတပြေးပြင်းနဲ့ခိုင်မာလာပြီးတော့ကျွန်တော်တို့ရဲ့ယုံကြည်မှုစနစ်ကြီးခင်လာတာပါ။စောက်ထဲမှာတော့ဒီယုံကြည်မှုစနစ်တွေကို paradigms လို့တုံ့နှုံးထားပါတယ်။ paradigm ဆိုရပါလဲဆိုတော့ရှင်းရှင်းလေးပါပဲ။ဒါဟာလောကကြီးကိုကြည့်တဲ့ကိုပိုင်းမျက်မှန်တစ်လက်လို့ပါပဲ။ဒီမျက်မှန်ကိုကျွန်တော်တို့ကိုယ်တိုင်ရွေးခဲ့တာမဟုတ်ဘူးမိသားစုကြောင့်ဘဝင်းချင်းကနေမသိစစ်နဲ့ပဲတက်ဆင်လိုက်မိတာ အဲ့ဒီမြန်မာကနေတစင်ပဲကိုကိုကိုဘလို့မြင်လဲလောကကြီးကိုဘလို့မြင်လဲဆိုတာတွေဆုံးဖြတ်သွားတာပါဒါပေမဲ့အစိုးဆုံးကပါလေးဒီလားကိုတတ်ထားတဲ့မြန်မာကပါဝါမကိုက်တော့မှန်းကိုကိုထုတ်ခပေးနေမှန်းတိတိကြီးနဲ့အဲ့ဒီမြန်မာကိုပဲအသေးကားခွေနေမိတာပဲတယောက်လောက်ကမင်းမျက်မှန်ကြီးကမားနေတယ်လို့လာပြောရင်မင်းပါသေးလို့လေဆိုပြီးညင်းနေရန်တွေးတယ်ဒါမှမဟုတ်အเจ้าရကိုလွှဲပစ်လာရောဒီနေရာမှာစာရေးသူကအရင်ကနက်နေတဲ့အချက်ကချက်ကိုထောက်ပြခါလာပါ ကျွန်တော်တို့ရဲ့ကိုကိုကိုဖျက်ဆီးတဲ့အဖြစ်အမူတွေကလည်းတကယ်တော့မသိစိတ်ကနေလွင့်တက်လိုက်တဲ့အကူအညီတောင်းတဲ့အလန်နီလေးတွေပါတယ်။အတွင်းစိတ်ချက်ကနေဂျေဇုဖြူပြီးငါကိုမြင်ပေးပါငါကိုတားပေးပါလို့အော်ဟစ်နေတဲ့အတန်တိုးတိုးလေးတစ်ခုဖြစ်နိုင်ပါတယ်။ကဲအเจ้าရဲ့နေတော့တိလောက်ပြီဒါဆိုအဖြစ်ကပါလေဥနော့ကိုဘလို့ပြန်လေ့ကျင့်ကြမလဲစိတ်သက်ခွန်အားနဲ့ကိုကိုကိုထိန်းချုပ်နိုင်စွမ်းကိုဘလို့တည်ဆောက်မလဲဆိုတာကိုဆက်ကြည့်ကြရအောင်ဒီနေရာမှာမှတ်ထားရမယ့်အရေးကြီးဆုံးအချက်က ်စိတ်တက်ခွန်အားဆိုတာမွေးရပါရဲ့ချင်းမဟုတ်ဘူးဆိုတာပါပဲဒါကချွတ်သားတစ်ချောင်းလိုပဲဂျင်းမလေးချင်းခန့်လုံလေချွတ်သားတွေတမလာလေပဲစိတ်တက်ခွန်အားနဲ့ကိုကိုကိုထင်းချုံနိုင်စံကောက်လေအဲ့ဒီလိုပဲလေချင်းလေးတမလာလေပါပဲကဲဒါဆိုအဲ့ဒီချွတ်သားကိုဘလို့လေးချင်းမလဲလက်တွေ့ကြတဲ့နီလန်းလေးတွေရှိပါတယ်ပထမဆုံးကကိုပတ်ဝင်းချင်းကိုအာမီအောင်ပြင်ဆင်ထားတာအချိုးဖြတ်ချင်းရဲ့အိမ်ထဲကိုချောကလက်လုံးဝအဝင်မခံလို့ဘူးအဲ့လိုမျိုးပေါ့နောက်တစ်ခုကကိုရီမန်းချက်တီကိုသင်ငယ်ချင်းတွေကိုကျင်းညားထားလိုက် ဒါဆိုကိုပြင်းချင်တဲ့အခါသူတို့ကသွားပေးလိမ့်မယ်။တချို့ဆိုငွေနဲ့တောင်တန်းခတ်ကြတယ်။အချင်းဟောင်းပြန်လို့မိရင်ကိုမကြိုက်တဲ့အဖွေကိုငွေလူမယ်လို့ဂတိပေးထားတာမျိုးလေ။ပြောချင်တာကကိုယ့်ရဲ့အားနည်းတဲ့ဒီစင်ကိုကူညီပေးမယ်အပြင်ကစနစ်တင်အထောက်ပံ့ဒီဖန်တီးထားဖို့ပါပဲ။ဒီဆောက်မှာဒီထက်ပိုပြီးစနစ်ကျတဲ့လမ်းညွတ်တစ်ခုကိုဗာထည့်ပေးထားတယ်။ဒါကပြန်လည်နာလန်းထူရေးလမ်းညွတ်တစ်ခုပေါ့။ကိုဘွားကိုပြန်ဒီထိုင်းချုံနိုင်မှုအတွက်လိုက်လျှောက်ရမယ်လမ်းပြမြေပွန်းတစ်ခုလိုပါပဲ။ ဒီလက်ညွတ်မှာအရေးကြီးဆုံးပထမဆုံးနဲ့အကြီးမားဆုံးခြေလှမ်းကတော့ယိုသားမှုပါပဲကိုယ်မှာပြဿနာရှိတယ်ဒါကိုကိုယ့်ဘာသာထိန်းချုပ်လို့မရတော့ဘူးဆိုတော့ကိုရဲရဲဝံ့ဝံ့ဝန်ခံလိုက်တာဟာအရာအောင်လုံးရဲ့အဆပါပဲညင်းဆက်နေတဲ့မြောင်တော့ဘယ်ကောမှရှေ့ဆက်လို့ရမှာမဟုတ်ပါဘူးဒါကအကြီးမားဆုံးအသာရှိပဲကဲဒီအဆင့်ကြီးကိုတစ်ချက်ကြည့်လိုက်ရအောင်ပထမဆုံးကတော့ခုနပြောတဲ့အတိုင်းပဲအမှန်တရားကိုဝန်ခံလိုက်ကိုထိန်းချုပ်မှုအောက်မှာမရှိရောဘူးဆိုတာကိုလက်ခံလိုက်ဒုတိယချက်က တနစ်ချင်းစီပဲအာယုံဆိုင်ပါတသက်လုံးဖြတ်မယ်လို့တွေးတယ်လန့်ပြီးဘာမှလုပ်ဖြစ်မှာမဟုတ်ဘူးဒီနေ့တရက်ပဲအဲ့လိုလေးပဲတွေးပါပြီးရင်ကိုယ့်ရဲ့အားနေချက်တွေကိုယ်ဘယ်နေရာမှာလမ်းဖြောတက်လဲဆိုတာဒီကိုတတိထားမိအောင်ဉာဏ်နဲ့နေတာမျိုးလုပ်ရမယ်ပြီးတော့တယောက်တည်းမကြိုးစားပါနဲ့အားပေးမဲ့ပန်ဖို့ပေးမဲ့အဖွဲ့စည်းတငယ်ချင်းတယောက်ယောက်ကိုရှာပါနောက်ဆုံးကတော့နေ့တိုင်းလောက်ပါနေ့တိုင်းလေ့ကျင့်ပါဒါမှဦးနောက်ထဲမှာလမ်းကြောင်းတတိခိုင်မာလာမှာပါ ဒီထဲမှာအရေးကြီးဆုံးစိတ်တက်ကပါလဲဆိုတော့နံပါတ်၁ပါပဲရည်မှန်းချက်ကကြီးကြီးမားမားနေမဟုတ်ဘူးဒီနေ့ဒီတရက်တရက်ကိုပဲပို့ဖို့ကိုမဖြတ်စီပဲဖြတ်သောင်းသွားနိုင်ဖို့ဒါပဲတကယ်ကိုဒါပါပဲမနှက်ဖြန်အတွက်မပူနဲ့မနေ့ကအတွက်နောင်တမရနဲ့ဒီနေ့တရက်ပဲဒါကကျွန်တော်တို့အစပိုင်းမှာပြောခဲ့တဲ့ neuroplasticity ဆိုတာ ਨੇ ပြန်ဆက်ဆက်သွားပြီ ကိုအကျင့်ဆိုတွေကဥနောက်ထင်းမှာလမ်းမကြည့်တယ်လို့ဖြစ်နေပြီအဲ့လမ်းတွေကိုမသုံးမဲနဲ့ လမ်းအသစ်ပိုကောင်းတဲ့လမ်းကိုနေ့တိုင်းတုံးမနေ့တိုင်းရှောင်းမအဲ့လမ်းတစ်ကခိုင်မာလာမပုံမှန်လေ့ကျင့်မှုနဲ့ပြင်ဆင်တာလဲအသစ်နဲ့ပိုခိုင်မာတဲ့လမ်းကြောင်းတွေကိုတီးဆောင်နိုင်မှာပါဒီစာအုပ်တစ်ခုလုံးရဲ့အနစ်ချုပ်အားပြပါတဲ့ message ကတော့ဒါပါပဲအတိတ်ကခုအနာဂတ်ကို မတတ်မတ်ပါဘူးကိုကုကို ပြန်လဲရေးသားလို့ရပါတယ်တဲ့ဘလောက်တောင်အားရှိစရာကောင်းလဲစကားလဲနော်แกနောက်ဆုံးနေ့ဒီဆွေးနွေးမှုကိုအဆုံးတိုက်ဖို့အတွက်မိကုန်းတစ်ခုပဲမေးချင်ပါတယ် ဒါဟာကိုကိုပြန်မေးရမယ်မေးခွန်းတစ်ခုပါပဲ။ဦးနောက်ကိုပြန်လေတိဆောက်ဖို့အသင့်ထီပြီလား။